ပိတ်သက်များအလုံးမင်းလာပါရှင်ပိတ်သက်များအလုံးကိုကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမောင် channel လေးကနေပရလောကနေစိတ်ဝင်စားဖေးအောင်ဂမ်မီယာဖြစ်ရဲ့စံကျယ်ဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရင်းသူဆရာတတေးသားထားတဲ့မွေမော်ဆိုတဲ့ဇလန်းလေးရဲ့အစားအဆုံးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဇလန်းလေးမစတင်မီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ ဇလန်တိများစွာကိုမလွတ်တန်းအောင်စေနိုင်ဖို့ဘီနာအနုတီခေါလောင်းလေးကိုလည်းနှိပ်သွားပြဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်တော့ဇလန်လေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။ဖိုးစော်ကရကျုပ်တို့ထနောင်းကုန်းသားအပြ။ယာရီပိုင်နေတောင်သူပဲလို့တာ။ဒါပေမဲ့အနီးနားရွာတွေအားလုံးကတော့ဖိုးစော်ကိုတိကြတယ်။တိုံတယ်မဟုတ်ဘူး။ဝင်းနဲ့ပတ်သက်လာရင်ဖိုးစော်ကိုလွတ်အားကူးကြတာ။ဖူးစော်ကလေးမွေးနဲ့ပတ်သက်လို့ကတော့ပိုင်ချက်ပြပိုးထီးတဲ့သူတွေသူ့စီခေါ်တာလာခဲ့ အသက်တာပါခဲ့ပါစေတေဟုမတည်စီအောင်ဒါကြောင့်လေဖိုးစော်ကဲကိုအားကိုးကြတာပေါ့ဖိုးစော်ကဲနဲ့ပတ်သက်လို့ကျုပ်ကိုတီလေးတွေပြောရအောင်မေဖိုးစော်ကဲကကျုပ်တို့ရတာမိုင်းမာနေတာဝိုင်းရနေအကျဉ်ကြီးဝိုင်းထဲမှာလေတစ်ပင်တွေစုံမဗျာမယမ်းပင်ဗလက်ကပင်ဂွေးချိုပင်တရက်ပင်အစုံမင်းအင်္ဂါလေးခေါင်းနှလုံးနဲ့နှဆောင်ပြိုင်ကြည့်ဗျကျုံရင်ကြီးကိုရင်းနဲ့တုတ်ထားလိုက်တာနတ်မောင်နေလို့ဗျာဖိုးစော်ကဲကအရက်တိတ်မရှိဘူး ပူပြက်ပြက်နဲ့အညာသားပြီမဲ့အသားအရောဖြူတယ်။ဖိုးစော်ကဲမျက်နာမှာအထူးခြားဆုံးကတော့မျက်ခုံးတွေပဲ။မျက်ခုံးတွေကနတ်မောင်ကြီးထူးထူးကြီး။မေးစီပပတ်ထားမှာတော့မှဲ့ကြီးတစ်လုံးရှိတယ်။ကျုပ်ကအစ်မတန်ဆက်ဆုတဲ့ကောင်ဆိုတော့ဖိုးစော်ကဲစီကိုမကြမကြရောက်တယ်။ကျုပ်ကလည်းဖိုးစော်ကဲကခင်ပါတယ်။ကျုံနဲ့တွေ့ရင်တော့မွေးရီအကြောင်းမကြမကြပြောတယ်။မွေးရီရဲ့ထူးခြားတဲ့တဘာဝတွေနာနာဘဝတွေနဲ့မွေးရီရဲ့ဆက်သွယ်မှုတွေအောင်လန်းပညာမှာမွေးရီရဲ့ပတ်သက်တဲ့အကြောင်းတွေပေါ့ဗျာ။ တီရထဖိုးဆော်ခဲ့ရပြောတယ်။တတိမနဲ့ပြန်ဘိုးကိုလဲမောင်းပြီးတော့စက်တမ်းများကိုလိုက်ပို့ပေးမလား။ပို့မယ်လေဘိုး။အခုရဲ့ကျုပ်အားနေရပဲ။အင်းလိုကျုပ်ကပြန်ပြောတော့ဖိုးဆော်ခဲ့ရဝမ်းသာသွားပြီ။အေးဒါဆိုရင်တော့မနဲ့ပြန်ဆော်ဆော်လာခဲ့ကွာ။ကိုညံတို့ငွေစိန်တို့ကိုလည်းပြောခဲ့ဦးနော်။ဟုတ်ကဲ့ပါဖိုး။အဘနဲ့အမေကိုကျုပ်ပြောခဲ့ပါမယ်။ဖိုးဆော်ခဲ့ရဲ့နှွားတွေကအကြီးကြီးတွေ။ဘိုးကြီးတွေအနောက်ကိုကောက်ထွက်နေရ။အဖြူကြီးကိုအော်ဖူးလို့အဖိုးကခေါ်တယ်။ နီကောင်ကြီးကိုကြောက်နေလို့ခေါ်တယ်။ကျုပ်ကဖိုးစော်ကဲကိုလဲပေါ်တင်ပြီးတော့လဲမောင်းခဲ့တာပေါ့။စက်တမြောင်းကကျုပ်တို့ရထနောက်ကုန်းနေတော့နည်းနည်းလန်းနေ။မီးလောင်ကုန်းတို့ငွေတင်းကုန်းတို့ကိုကြော်ပြီးမှစက်တမြောင်းကိုရောက်တာ။ငွေတင်းကုန်းနဲ့စက်တမြောင်းကြားကတော့တော်တော်ဝေးသေးတယ်။ထန်းတော်တွေကိုတော်တော်ကြော်သွားရတယ်။ဖိုးစော်ကဲရဲ့နှွားကြီးတွေကတော်တော်လိမ်မာတာဗျ။အော်ဖြူရောကြောက်နေရောလဲဆွဲကောင်းတဲ့ကောင်ကြီးတွေဗျ။စက်တမြောင်းရောက်တော့ဆရာတော်ကြီးဥတိတ်ခရဲ့ တာသနာလင်္ကာရအကြောင်းကိုမောင်းပေးရည်ဆရာတော်ကြီးဦးတိတ်ခဖူးစော်ကဲရဲ့အကိုဝမ်းခွဲတော်ရတဲ့ဖူးစော်ကဲအောင်သူ့ကိုဖုန်ကြီးကိုလာဖူးတာပဲလူစရာတွေလည်းလာလူတာပေါ့ဗျာဖုန်ကြီးဦးတိတ်ခရဲ့အကြောင်းကရွာရှိပိုင်းမှာဗျဖုန်ကြီးကျောင်းရဲ့အနောက်မှာယာကွင်းတွေပဲရှိတော်ရင်ဖူးစော်ကဲနဲ့ဦးတိတ်ခတို့စကားပြောနေတော့ကျောက်ကကြောက်တိုင်တလုံးကိုမိပြီးနားထောင်နေရတာပေါ့ကျောင်းနောက်ဘက်ကကြေးစီတန်ကြားရင်ဟဲ့ဒါပါတော့ တုမနာရွာထဲမှာဘာဖြစ်တာတော့ဖုန်ကြီးဥတိတ်ခာကိုရင်တုမနာကိုလမ်းမိတာဗျအနောက်ပိုင်းကတက္ကမကြီးတော်စီရဲ့သားကိုပေါ့စီပို့ထီပြီးဆုံးသွားလို့တယ်ဟေးပေါ့စီဟုတ်လားအကျိုးနဲ့ရောကွာဒီကလေးကလွတ်လိမ်မာတာဖြစ်မှဖြစ်ရလေဘမပို့ထီရတဲ့တော့တုမနာတောထက်သွားတယ်ဖေကတောထဲမှာထိလာရလို့ပြောတယ်ဟေးတောထဲမှာတိလာတာလားမဟုတ်ဘူးအိမ်ရောက်ပြီးတော်တော်ကြာမှတေးရတယ်ဖေက ။ဟေးဆရာရီပါရီမပြေးကြဘူးလားကွာ။ပြေးနေတယ်ဖျား။ရွာမြောက်ပိုင်းကဆရာယုံကုတာမရတော့တာလေဖျား။อืมကိုယုံလေးတော်ပါရဲ့။အစိတ်ပြန်သွားလို့ရှိမှာပေါ့လေ။ဖုန်းကြီးနဲ့ကိုရင်တူမနာတို့ပြောဆိုနေရကိုဖိုးဆော်ကဲရောကြုံရောငိမ့်ပြီးနားထောင်နေတယ်။အာသူဘခြာလာတဲ့ကြီးစီတန်းကောင်တဖြည်းဖြည်းနီးလာပြီ။အရှင်ဖျားပြောတဲ့ပေါ့စီဆိုတာမတည်သေးဘူးဖျားအခုမြင်မြန်သွားပြီးတော့ဒီကိုယူလာခန်းလိုက်ပါဖျား တပည့်တော်ကုပေးပါမယ်။ဟေးဟုတ်လားစောကေရဲ့။ဟဲ့သူမနာမင်းမြန်လှုပ်စမ်းမင်းမြန်သွားပြောလိုက်။ဖုန်းကြီးကကူးချင်ချင်ယူခဲ့ရမယ်လို့ပြောလိုက်။ကိုရင်တာမီတို့ကိုရင်ကုမာရာတို့ကိုပါခေါ်သွား။တပည့်တော်လိုက်သွားမယ်ဖျာ။ဟာကောင်းနေတတ်တယ်။မင်းကပြောတဲ့ဆိုတဲ့တော့အကျိုးအကြောင်းပြောပြပြီးဒီယူလာခိုင်းလိုက်။ကိုရင်သုံးမနဲ့ကျုံနေကျောင်းတော်ဘက်ကပြေးထွက်ပြီးတော့အာသူဘာချတဲ့လူတွေကိုလမ်းအောင်ကြတယ်။နေုံပြောနေုံခဏနေကြအောင် အတုပါချတဲ့သူတွေကျုပ်တို့ကိုလှည့်ကြည့်တယ်။သူတို့အကြည့်တွေကတော့ကျုပ်တို့ကိုနားမလည်သလို ကြည့်ကြတယ်။တည်တဲ့သူရဲ့အမိကတော့အော်ဟစ်နေတာပေါ့ဗျာ။တားရဲ့အမိကိုထားခဲ့ပြီလားကွာ။ကျုပ်တို့ကအတုပါချတဲ့သူတွေအရှိမပိတ်ရက်လိုက်ကြတယ်။ကိုရင်နေဘာလုပ်တာတော့ဟာ။တာတီးပါလား။တာတီးဘာဖြစ်လို့တော့။ဟဲ့ကောင်နေသူများရာထဲမှာမရက်ရဘူးကွာ။အတုပါကိုလှုပ်ထားလှုပ်ထားငြိမ်းမနေနဲ့။ကျုပ်ကအကျိုးချောင်းမင်းမြဲရှင်းပြရတော့တာပေါ့။ ဒီလိုဗျကျုံးနဲ့ဖိုးစော်ကဲကဆရာတော်ကိုဖူဖို့ဘုန်းကြီးကျောင်းထဲမှာရောက်နေတာအခုဖိုးစော်ကဲကပြောလို့လာပြောတာပါပိုးထီးရဲ့လူမသိသေးဘူးတဲ့ဟာဟုတ်လားအဲ့ဒါအခုချက်ချင်းကျောင်းထဲကိုယူခဲ့ဖို့ဆရာတော်အမိန့်ရှိလိုက်လို့လာပြောတာပါဟေးဖိုးစော်ကဲရောက်နေနေတယ်ကွာပေါ့စီမသိသေးဘူးဟုတ်လားဟုတ်လို့လားကွာတင်နေပါပြီကွာအတူကကြားတဲ့လူတွေကတယောက်တစ်ပါးဝိုင်းပြောကြတာပေါ့ဟိတ်ကောင်းနေစကားမရှိနဲ့ ။ဆရာတော်အမေအတိုင်းလုံးကြကဲလာကျောင်းထဲဝင်မယ်။စက်သမျောင်းရွာကောင်ကိုပါခွေးကပြောလိုက်မှကျုံနဲ့ကိုရင်သုံးပါရှိကဝင်နေ။ခေါင်းထမ်းလာတဲ့လူတွေကျုတ်ထုနောက်ကလိုက်ဝင်နေ။ကျောင်းဝင်နေရောက်တော့ပိုးထီးတဲ့လူရဲ့အလောင်းကိုမှပြီးတော့ကျောင်းပေါ်တင်ခိုင်းနေ။လူတွေကဝိုင်းကြည့်နေကြတာပေါ့။ကဲအလုံးထိုင်ကြထိုင်ကြ။အဲလိုဖုန်းကြီးဥတေခပြောလိုက်တော့မှထိုင်ချလိုက်ကြတာပြော။ဖိုးစော်ကရာဒီကိုလုံးပြာနှဲနေတဲ့အလောင်းကိုတိတိကျကျကြည့်ပြီး သူ့လေလာတဲ့လွယ်ရည်ထဲကအင်းလက်ကင်ဘဝကြီးတစ်ထည်ကိုထုတ်ယူလိုက်တော့တယ်ပြီးတော့မွေကိုက်ခင်ရတဲ့ခြေတလုံးကို အပေါက်ကလေးနှစ်ပေါက်အောက်ကနေအပြောရွက်တည်းရဲ့ခင်ခိုင်းလိုက်တော့တယ်ပြီးတာနဲ့ဆက်ဆန့်ကြီးဖြစ်နေတဲ့ကိုပေါက်စီရဲ့ခေါင်းရင်းကထိုင်ပြီးတော့ကာထာရီမန်တန်တွေကိုရွတ်တော့တာပဲမန်တန်ယူရင်းနဲ့လက်မကင်ထားတဲ့အင်းလက်ကင်ဘဝကိုဝင့်နေတယ်ဗျခဏနေတော့ကိုပေါက်စီရဲ့အလောင်းကြီးကိုကောင်းကစားပြီး လက်ကင်ဘွားနဲ့ရိုက်ချရောပြောအလောင်းကိုရိုက်ချနေရဲ့လက်ကင်ဘွားထွက်တဲ့အတန်းရဲ့ ဖိုးစော်ကေးရဲ့မန်နန်အတန်းပဲကြားနေရသည်။ဖုန်ကြီးဥဒိတ်ခါရောကုရင်တွေရောရွာတွေကအာသူပါဖို့ပြန်လာတဲ့သူတွေရောငြိမ်ပြီးကြည်နေကြတာ။အပြုတ်ကျရင်တော့အတန်ကြားလောက်တယ်။ဟောခေါင်းကတစင်မျက်နှာကိုရိုက်ချနေပြီ။ဟာမျက်နှာကပြန်နှဲနေတဲ့အရာကိုယော့သွားပြီးတွေးအောင်ပြန်တန်းလာပြီ။ကြည်နေတဲ့သူတွေတယောက်နဲ့တယောက်လက်တူပြီးပြကြတာ။ဖိုးစော်ကေးကတော့မန်တယ်ယူလိုက် လက်ကင်ဘွားနဲ့ရိုက်ချလိုက် လုံးနေတာပေါ့ဗျာ။ကိုပေါ့စီရဲ့အလောင်းကောင် ရေဘက်ပေါ်မှာလက်နှစ်ဖက်ရှက်တင်ထားတယ်။တဖြည်းဖြည်းနဲ့ဖိုးစော်ကဲအစိမ့်ချပြီးတော့ဒူးကောင်းကိုရောက်လာပြီးအလောင်းရဲ့အပေါ်ပိုင်းကပြာနန်းနန်းကြီးလည်းပျောက်သွားပြီးဖိုးစော်ကဲရဲ့မန်တန်ရွတ်တန်ကတော့ပူပြီးကျေလာတယ်။ရိုက်နေတဲ့လက်ကင်ပေါ်ဟာကောင်ဒူးစင်းအောက်ကိုရောက်လာပြီးဟာအစိမ့်တွေအစိမ့်တွေထွက်ကြလာပြီးငွေစက်အရာလေးကနေပြီးတော့မဲမဲရည်တွေစီးကြလာပြီးအောက်ကခင်ထားတဲ့ငပြောရွက်တွေကြာတာပေါ့ဗျာဟာအစိမ့်တွေဟဲ့အဲ့လိုဝိုင်းကြည့်နေတဲ့လူတွေက ူတူတူတူနဲ့ပြောကြတယ်။ဖိုးဆော်ကေကတော့မန်တန်တွေယူရင်လက်ကင်ဘွားနဲ့ရိတ်ရင်းပဲဗျ။နောက်ဆုံးအစိတ်တွေကုံသွားတော့အလောင်းတစ်ခုလုံးတွေးရောက်ပြန်လွမ်းလာရော။ဖိုးဆော်ကေကအလောင်းရဲ့ကောင်းရင်နာမှာ လာရက်ပြီးတော့မန်တန်ယူတယ်။အလောင်းကစောစောကတော့တောင်းတကြီးမဟုတ်တော့ဘူး။ဟောလှုပ်လာပြီလှုပ်လာပြီ။ကြီးနေတဲ့မိမတယောက်ကပြောလိုက်တာ။ဟုတ်တယ်တကယ်ပဲ။ကိုပေါ့စီရဲ့လက်ကလေးတွေလှုပ်လာပြီ။ဟောအသက်ရှူပြန်ပြီဗျို့။ရှင်ဘက်ကနှိမ့်လိုက်မြင့်လိုက်ဖြစ်နေရော ခဏနေတော့ဖိုးဆုပ်ခေကကိုပေါ့စီရဲ့မျက်နှာကိုကြည့်ပြီးမောင်ပေါ့စီမောင်ပေါ့စီလူလေးမောင်ပေါ့စီအဲ့လိုအတန်ကြဲကြဲနဲ့អော်လိုက်တယ်။ဟောဖွင့်လာပြီဖွင့်လာပြီကိုပေါ့စီမျက်လုံးတွေဖွင့်ကြည့်ပြီးသူ့ကိုဝိုင်းနေတဲ့လူတွေကိုကြည့်တယ်။ပြီးတော့ဖိုးဆုပ်ခေကိုကြည့်တယ်။ပြီးတော့ဆရာတော်ကိုကြည့်ပြီးလှုပ်ကြည့်တယ်။အမေရေတောက်ချင်တယ်။တိုက်လိုက်တိုက်လိုက်လေနည်းနည်းချင်းစတိုက်လို့ရတယ်။ဖိုးဆုပ်ခေကခွင့်ပြုတော့မှရေတခွက်ခတ်ပြီးတိုက်တယ်။ ဦးစော်ကေကတော့ပကုံးကမှပြီးထုပေးလိုက်တယ်။ဟောထိုင်နိုင်ပြီဗျို့ကိုပေါ့စီထိုင်နိုင်သွားပြီ။ကိုပေါ့စီကထနိုင်နေ။မောင်ပေါ့စီနေကောင်းရလားကွ။ဖိုးစော်ကေကမေးတာ။ဟုတ်ကဲ့ဖိုးနေကောင်းပါရဲ့။ကောင်းနေနေနှောင့်နေတာပဲရှိတာပါ။ခဏဆိုရင်ကြည့်သွားမှာပါကွ။အဲ့လိုဖိုးစော်ကေကပြောလိုက်ပြီးခဏနေတော့ရွာသားနေရောက်ကကိုပေါ့စီကို တွဲပြီးလမ်းလျှောက်ပေးတယ်။ဆရာတော်ကတော့ရွာသားတယောက်ခေါ်ပြီးငပြောဖက်တဲ့ကို ကြားလာတဲ့အစိတ်ကိုတိတိကျကျထုတ်ပြီးတော့မြေကြီးနဲ့နဲ့တူပြီးမြုပ်ခိုင်းလိုက်တော့တယ်။ကိုပေါ့စီထိလာတဲ့ခေါင်းကိုဖြတ်ပြီးတော့ကျောင်းဝင်းထောင်မှာမီးရှို့လိုက်တယ်။ခဏနေတော့ကိုပေါ့စီနဲ့သူ့အမေဒေါ်စီတို့ကဖိုးစော်ကလေးကိုကရော့ကြတယ်။ပုံကြီးဥတိတ်ခါကိုလည်းကရော့ကြတယ်။ပြီးတော့မှတရွာပြန်ကိုပေါ့စီကိုရွာထဲပြန်ခေါ်သွားကြတယ်။ညနေဆောင်တော့ကျုံနဲ့ဖိုးစော်ကလေးထနောင်းခုံကိုပြန်ကြတယ်။နောက်တစ်ခါကျုံကဖန်ဝေးကုန်းမှာဗျ။ရာထဲစင်ပို့ထီတာ။မနေ့စောစောရာထဲပေါင်းတို့ဖို့အတော့ ပိုးနံချုပ်ကြီးနာအနီကိုက်လိုက်တော့ဖိုးစုံခဲကိုအပြေးလွှတ်လာပေးကြတယ်။ကျုံလဲလိုက်သွားတာပေါ့။ပိုးထီတာဗိုက်ဖူတင်မောင်လို့ခေါ်တဲ့လေးလေးတင်မောင်ဗျ။လူဝခဝဝဗိုက်ကလည်းခက်ရွှဲရွှဲကျုပ်ရောက်တော့အင်ရှိခဲမှာဆန့်ဆန့်ချင်းတတိလည်းမရှိတော့ဘူး။ဒီကုလုံးပြနေနေပြီ။ဖိုးစုံခဲကမန်တန်ယူပြီးတော့လက်ကင်ဘွားနဲ့ရိုက်ပြီးအစိတ်ချတယ်။အစိတ်ကလုံးဝမကြောက်ဘူး။ဖိုးစော်ခေကဝိုင်းကြည့်နေတဲ့လူတွေလိုက်မလာနဲ့လို့ပြောပြီးတော့တာတေးမင်းဖိုးနေလိုက်ခဲ့ အဲ့ဒီလူနဲ့ကျုပ်ကိုခေါ်လို့ကျုပ်လိုက်သွားတယ်။ဖူးစော်ကေကအင်ကောင်းကြီးထောင်ကိုသွားပြီးတော့မန်နန်ရွတ်တယ်။ခဏကြာတော့ဖူးစော်ကေရဲ့အရှိတလန်အကွာကမြကြီးပေါ်မှာတွေးပေါက်ကလေးတစ်ခုဖြစ်သွားတယ်။ကျုပ်လည်းအော်အော်ပြီးကြည့်နေတာပေါ့။ဟာမွေးလေးပြို့မွေးလေးအဖြူလေးပြဖွေးဆွနေရပဲ။အရှိကလူကြီးတစ်ထွာလောက်ရှိမယ်။ကိုလက်မဆေးလက်မလောက်ပေါ့။တွင်းလေးတွေကထွက်လာပြီးခွေနေတယ်။အဲ့ဒီမွေးဖြူလေးထွက်လာတော့ဖူးစော်ကေကမန်တန်ရွတ်တာရက်လိုက်တယ်။ပြီးတော့မွေးဖြူလေးကိုစိုက်ကြည့်ပြီး ချုပ်ကိုလှည့်ပြောတယ်။တတီခုနဝစင်းကိုင်းလေးတွားယူစမ်းချုပ်ကခလန်းလန်းကဝစင်းကိုင်းလေးကိုပြေးကောက်ပြီးတော့ဖိုးစော်ခဲကိုပြေးလိုက်တယ်။ဖိုးစော်ခဲကချုပ်ကိုပြောတယ်။တတီဒီမှာကြည့်ပြောပြောဆိုဆိုနေဝစင်းကိုင်းလေးရဲ့ထိပ်ဖြောက်ကိုဝေဖြူလေးရှင်တော့တိုးပြီးတော့တယ်။ဝေဖြူလေးကလက်ကနေရွေသွားပြီးတော့ဝစင်းကိုင်းရဲ့ထိပ်ဖြောက်ကိုပေါက်ချလိုက်တယ်။ဟာဝစင်းကိုင်းလေးတစ်ချောင်းလုံးချက်ချင်းချောက်သွားတယ်။မီးကျွမ်းတလို့ဖြစ်သွားတာဗျ။မြင်လာတတိန် အစိတ်ဘလောက်ပြင်းလဲဆိုတာဟုတ်ခဲ့ဘူးဒါငကားကွရိုးရိုးမွေမဟုတ်ဘူးကဲဝေတို့ရဲ့ဘရင်ငကားလေးဗျာဒီရွာသားတယောက်ကိုဝေတကောင်ကကြိုက်သွားလို့ကျုပ်အစိတ်ချတာဘလို့မှမရဘူးငကားလေးရဲ့အမိန့်နဲ့ကြိုက်သွားတဲ့မွေကိုလွတ်ပြီးအစိတ်တွေပြန်ဆုပ်ခိုင်းပေးပါဗျာကျုပ်မောင်စော်ခဲရမြေတားရဲ့ခံပါတယ်အမြဲဆုံးကဲတင်ပေးပါငကားလေးဖူးစော်ခဲရလူတယောက်ကိုပြောနေတယ်လို့ပြောနေတာဝေဖြူလေးကလည်းသူ့ထွက်လာတဲ့တွင်းပေါက်လေးတွေကိုပြောင်းဝင်သွားတယ်ကဲလာတာတည်း အဲ့လိုပြောပြီးတော့အိမ်မော်ကိုပြန်တက်သွားလိုက်တယ်။ပြီးတော့အပြောရွက်ကိုဝိဇ္ဇရာအောက်ကခံထားလိုက်ပြီးတော့လူတွေကိုခဝေးဝေးမှနေခိုင်းလိုက်တယ်။အိမ်ဝင်ပေါက်မှာတော့လူတယောက်မှမနေဖို့ပြောတယ်။ဘသူမှဘာမှဝင်မလို့ဖို့ကိုဖူးဆော်ကေကတိတ်ကြမာတယ်။ပြီးတော့မန်တန်ကိုရွရောတိတ်မကြပါဘူး။လေကားကနေတွေးရွေးနဲ့တက်လာတာ။နေတဲ့မွေးပွေးကြီးမှမဟုတ်တာ။လူတွေဆိုတာလှမ်းပြီးနောက်ကိုဆုတ်သွားကြတယ်။ဖူးဆော်ကေကမန်တန်ကိုပဲအဆက်မပြတ်ရွနေတယ်။ ဝေဝေးကြီးကအိမ်ပေါ်ရှိကိုတက်လာပြီးတော့ဆန့်ဆန့်ကြီးလဲနေတဲ့ကိုတင်ဝင်းရဲ့ခြေထောက်ကဝေးစရာနှစ်ခုပေါ်ကိုပါးစပ်နဲ့တိတ်ပြီးတော့အစိတ်တွေကိုဆုပ်ယူလိုက်တယ်။ခဏနေတော့မဲမဲရီတွေအစရာနှစ်ခုကနေ ထွက်ကြလာတယ်။ဝေဝေးကြီးကအစိတ်တွေကိုတည်တည်ချာချာကြည့်ပြီးတော့မှထွန်းလိန်ထွန်းလိန်နဲ့အိမ်ပေါ်ကပြန်ဆင်းသွားတယ်။ဒီတော့မှဘဝေးကုံသားပြီလေအသက်ရှူနိုင်တော့တာ။ပိုးစော်ကေကဒီကုလုံးပြက်နေတဲ့အစိတ်တွေကိုသူ့လက်ကင်ပေါ်ကနေရိုက်ချတယ်။ပါးစပ်ကလည်းမန်တန်တွေမပြတ်ရွတ်တာ။ဒီတော့မှဘိုက်ဘူကိုတင်ဝင်းရဲ့ မဲပြပြအသားရောင်ကြီးပျောက်သွားပြီးတော့သွေးရောင်ပြန့်လွန်းလာတာခဏနေတော့ကိုတင်ဝင်းတတိပြန်ရလာပြီးထထိုင်းနေရေတောင်းပြီးအငမ်းမရတောက်တယ်အချိန်နဲ့အာလုံးကောင်းသွားပြီဆိုတော့မှဖူးစော်ကဲထနောင်းကုန်းကိုပြန်နေကျုံလေဖူးစော်ကဲနေရွာကိုပြန်လိုက်လာတယ်ဖူးစော်ကဲရဲ့စည်းလွယ်အိမ်ကိုကျုပ်ကဆွဲလဲတိုင်းလို့ပေါ့တတိအခုလာမဲ့ဒေါ်လာစန်းတရက်ကတနုနေနေကြတယ်အိမ်နေမှာမွေးမော်တက်လို့ရတယ်ပုပ်ပါယုံဆရာတော်နဲ့ငါနဲ့တိုင်ပင်ပြီးတော့ဆရာတော်เจ้าမှာမွေးမော်တက်ပေးမယ် မင်းပါဝင်တက်ထားကွမွေးမော်တက်ထားရင်တော့တုံယုံတုံယုံမွေးကိုက်လို့မရဘူးအယိုးထီသွားရင်တော့တည်နိုင်တယ်အယိုးမထီရင်တော့မတည်ဘူးကွဟုတ်ကဲ့ဘုကျုပ်အိမ်ဒီမှာမွေးမော်လာတက်ပါမယ်ဒါအမြဲလို့လို့မရဘူးကွလာစန်းတရက်နေ့တနင်္ဂနွေနေ့မှာလုံးလို့ရတာမွေးမော်တက်မိသူအားလုံး90ရှိတယ်တက်ဖူးရဲ့လူထက်မတက်ရဘူးလို့ဖိုးစော်ခေရပြောတယ်ဆရာတော်တိုက်ចောင်းတိုက်ကြီးအပေါ်ထက်မှာလှုပ်တာဘာပဲလို့တော့ဆိုတော့ជីမနိုထက်ရဲ့လူတွေជីတွေမနိုခင်ထက်မိမော်တက်ယူရတာ ပြီးတော့ကိုတိုင်းအချီချိုးဖျောင်းကြီးမလို့ထရက်ကိုတီတီလေးစိတ်ပြီးကိုတိုင်းအချီချိုးနဲ့ကြင့်နေအောင်ပတ်ရတယ်။အဲ့ဒါကိုမိစာလုပ်ပြီးဖျောင်းနိုင်တုံးရတယ်။ဖျောင်းတိုင်းနဲ့လူနဲ့မမားရဘူးကွာ။လူနဲ့ဖျောင်းနိုင်ကွက်တိမှန်အောင်မှတ်ထားရတယ်။မွေးမော်သွင်းတဲ့အချိန်ကလည်းကြီးမလို့ရဲ့အချိန်ပဲ။မနက်3နာရီ4နာရီလောက်ထားပြီးပိဖြူစာကိုအောက်မှာကင်းအပေါ်ကအနီစားထက်ကင်းပြီးအဲ့ဒီအပေါ်မှာ ထိတ်ဖွင့်ထားတဲ့အိုဒီစိန်တလုံးအပေါ်မှာကိုကိုယ်တိုင်းအချီနဲ့လှုပ်ထားတဲ့ဖျောင်းနိုင်ကိုထုံးရတယ်။ ကျူတူတွေကမဏိကလေးကမန္တန်တပုတ်သိမ်းပြီးအလွတ်ချက်ထားရတယ်။အဲ့ဒီမန္တန်ရုပ်ပြီးပြောင်းနိုင်ငံထွက်လာတဲ့မိုင်းကိုပါဇက်နဲ့ဆုပ်ယူပြီးမျိုးချရတယ်။ကာထာယူပြီးပြောင်းနိုင်မိုင်းကိုဆုပ်ယူပြီးမျိုးချလိုက်နဲ့မနာတဲ့လို့ရလား။တဖြည်းဖြည်းနဲ့ပြောင်းနိုင်ကတူတူလာတာပေါ့ဗျာ။ပြောင်းနိုင်သုံးဖို့တဘုံလောက်ကြံတဲ့အချိန်တုံနာထဲမှာမွေးတွန်းတန်တွေကြားရတယ်ဗျ။တရှိရှိဆိုတဲ့အတန်တွေကကြားရတယ်။ပြောင်းနိုင်ကုံသွားတော့ဦးသီးပေါ်မှာတင်နေတဲ့မိုင်းစာတွေပြောင်းနေကိုချိန်အုပ်ကြီးတွေကိုထက် ဦးရီကိုကုံအောင်တောက်ရတယ်။ကြုံပြောမှုမေးနေလို့ဗျ။အုံဒီကရှက်ပန်းထည်အနီးစားပေါ်မှာဒီတိုင်းတင်ထားတာမဟုတ်ဘူး။မပြောသေးနှစ်ဖီးနဲ့ပွဲပြင်ထားရတာ။မွေးမော်တက်တာအလုံးပြီးသွားတော့ဖိုးစော်ကဲကကျုပ်တို့ကိုတယောက်ချင်းခေါ်မိတယ်။ဘာကြားတော့ဘာမြင်တော့ကျုပ်တို့မွေးတုံးတန်းတွေကြားရတယ်ဖိုးရဲ့။ကျုပ်ပြောတာကိုဖိုးစော်ကဲကကောင်းကြည့်ပြီးပြန်ပြောတယ်။ဒါဆိုရင်တတေမွေးမော်အောင်သွားပြီ။ကျုံလဲဝမ်းသာသွားတာပေါ့ဗျာ။မင်းတို့မွေးကားမကြိုက်ဘူးရှောင်သွားလိမ့်မယ်။တကယ်လို့တနင်းမီလို့ကြိုက်ရင်တော့မှ မင်းတို့မသိတော့ဘူး။အေးဒါပေမဲ့အယိုးထီသွားရင်တော့အနေရရှိရဲ့။ကျို့တို့အားလုံးဖိုးဆောင်ခဲ့ပြောတာကိုနားထောင်နေကြတာပေါ့။ဝေခိုက်ခံရသူတင်လက်နဲ့တက်ကြပါ။စစောကမင်းတို့ရွတ်တဲ့မန်နံကိုပဲရွတ်ပြီးတက်ကြ။အစိမ့်ကြပါလိမ့်မယ်။တခုတော့မင်းတို့စင်ကျင်ပါ။ဝေသားလုံးဝမစားပါနဲ့။ဝေမတက်ပါနဲ့။စနေနေ့တိုင်း၅မိနစ်လာလုံအောင်ထိမိတက်တက်လို့စားပါ။ခန်းနာတုတ်ကိုရွတ်ပါ။ဒါဆိုရင်တော့မင်းတို့တက်ထားတဲ့မွေးမော်ကအစွမ်းပိုထွက်လိမ့်မယ်။ မင်းမော်တက်ပြီးတဲ့နောက်တော့ထူးခြားတာတခုရှိတယ်ဗျ။မွေးလေးပါးတွေတိတ်ပြီးမတွေ့တော့ဘူး။မွေးသက်တာတို့မွေးသားစားတာတို့တော့ကျုပ်တက်တက်လုံးရှောင်းဖို့ဆုံးဖြတ်လိုက်တာပေါ့။ဖိုးစော်ကေကတော့တောင်သူလုံရင်းနဲ့မွေးကြိုက်ခင်ရတဲ့သူတွေကိုအတက်ကယ်တော့မှာပဲ။ရှုပ်ကလည်းဖိုးစော်ကေခိုင်းတယ်မြ။အကုန်လုံးပြီးနေတော့မွေးပေါ့ဗျာ။ပရိသတ်များရှင်စာရေးသူဆရာတာတေးသားထားတယ်။မင်းမော်ဆိုတဲ့ဇလန်းလေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီ။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။